်တင့်ရအကြီးမားဆုံးဂျန်သူကိုအနိုင်ယူခြင်းသတ်အပတ်ဘရူဘင်ကနေကြိုဆိုပါတယ်ကျွန်တော်ကတင်တို့ရဲ့ CEO ကိုစပါဒီနေ့မဲခွန်းတစ်ခုနဲ့စကျင်တယ်အောင်မြင်ဖို့စူးစမ်းနေတဲ့ခမားတို့ရဲ့အကြီးမားဆုံးရန်သူကဘယ်သူလဲသိလား ခမားတို့ရဲ့ပြန်ဘက်တွေလားမဟုတ်ဘူးဈေးကွက်ထဲကအခက်ခဲတွေလားလုံးဝမဟုတ်ဘူးငွေကြေးအရင်အနည်းမလုံလောက်တာလားဒါလည်းမဟုတ်သေးဘူးခမားတို့ရဲ့အကြီးမားဆုံးကြောက်စရာ အကောင်ဆုံးရန်သူက ခမားတို့ရဲ့နားနှစ်ဖက်ကြားခေါင်းထဲမှာ နေ့တိုင်းစကားပြောနေတဲ့အစိုးမြင်စိတ်ဆိုတဲ့အတန်ပဲအဲ့ဒီအတန်က မင်းဒါကိုမလုံနိုင်ဘူးသူများတွေကမင်းထက်အများကြီးတော်တယ်စ조사ရင်လည်းအလကားပဲလို့နေ့တိုင်းပြောနေတယ်ဒီနေ့ဒီဘော့ကမှာအဲ့ဒီရန်သူကိုဘယ်လိုအမြင့်ပြတ်အနိုင်ယူပြီးအောင်မြင်မှုရဲ့အစွမ်းအထက်ဆုံးလက်နက်တစ်ခုအဖြစ်ပြောင်းလဲပြစ်မလဲဆိုတာကျွန်တော်ပြောပြပါမယ်ကျွန်တော်အသက်၁၈ကနေ၃၀အရွယ် အောင်မြင်ခြင်းစိတ်အပြည့်နဲ့ကြိုးစားနေတဲ့လူငယ်ပေါင်းများစွာကိုလေ့ကျင့်ပေးခဲ့တယ်။သူတို့အားလုံးမှာတူညီတဲ့ခံစားချက်တွေ ရှိတယ်။ခင်ဗျားတို့လည်းအခုကြုံနေရမှာပါ။တခါတလေညာဖက်တွေအိတ်မပြောဘူး။အနာဂတ်အတွက်စိုးရိမ်စိတ်တွေနဲ့ဆိုရှယ်မီဒီယာဖွင့်လိုက်တိုင်းကိုယ့်ထက် အောင်မြင်နေတဲ့တငယ်ချင်းတွေကို ကြည့်ပြီးကိုယ့်ကိုယ်ကို အတုံးမကြဘူးလို့ခံစားရတဲ့ငါစူးစမ်းနေတာတွေကအရာမထင်ပါလားဆိုပြီးစိတ်ဓာတ်ကြတဲ့အင်တာဗျူးတွေကြတဲ့ကိုစလိုက်တဲ့ project လေးတွေအဆင်မပြေဘူးတခါခြုံတိုင်းအဲ့ဒီခေါင်းထဲကအတန်ကပူကျလာတဲ့တွေ့လားငါပြောတာပဲမင်းမလုံနိုင်ပါဘူးလို့အဲ့ဒီလိုနဲ့ကို့အိမ်မက်ကို ကိုတိုင် ြန်တန်တရဝင်လာတယ်။ကြောက်စိတ်တွေနဲ့ရှေ့မဆက်ရဲတော့ဘူး။ဒီနာကျင်မှုတွေရဲ့တရခံကအပြင်းမမဟုတ်ဘူး။ကိုယ့်ရဲ့အတွင်းစိတ်ကဘာမှာဖြစ်နေတာ။အဲ့ဒီ mindset ကခမားတို့ရဲ့အလားအလာတွေကို အရှင်လက်လက်တတ်နေတဲ့အစိတ်အတော့ပဲ။ကျွန်တော်ဥပမာတစ်ခုပြောပြမယ်။တက္ကသိုလ်ကဝဲရပြီးလုပ်ငန်းကိုယ်ပိုင်လုပ်ငန်းစကျင်တဲ့ လူငယ်နှစ်ယောက်မောင်အကောင်နဲ့မောင်အဆိုးဆိုပါတော့မောင်အဆိုးကဈေးကွက်ကိုကြည့်ပြီးပြိုင်ဘက်တွေအရန်များတယ်ငါမှပတ်စံလဲမချိဘူးအတွေ့အကြုံလဲမချိဘူးကြာချုံးမှကြောက်စရာကြီးဆိုပြီးဘာမှစမလုတ်ခင်မှာပဲလက်လျှော့လိုက်တယ်ခေါင်းထဲကရန်သူနိုင်သွားတာပေါ့မောင်အကောင်ကတော့အဲ့ဒီအခက်အခဲတွေကိုပဲမြင်တယ် ဒါပေမဲ့သူ့ရဲ့ရှူထောင်ကမတူဘူးပြန်ဘက်တွေများတာကဒီဈေးကွက်မှာ ဝဲလုံအားရှိတယ်ဆိုတဲ့တပ်သေးပဲပတ်စံမရှိရင် အသေးစားအရင်စမယ်အတွေ့အကြုံမရှိရင်တင်ယူခြင်းနဲ့လုံမယ်ကြဆုံးသွားရင်တောင်ဒါဟာအဖိုးတန်တဲ့သင်္ကန်းစာပဲဆိုပြီးစလုပ်တယ်တကယ်တော့မောင်အကောင်းဆိုတာလွန်ခဲ့တဲ့ 15နှစ်လောက်ကကျွန်တော်ကိုယ်တိုင်ပါပဲကျွန်တော်ရဲ့ပထမဆုံး training company လေးကိုစတော့အခန်းငှားကတော့မင်းချခဲ့ရတယ်လူတွေကပြောတယ်မဖြစ်နိုင်ဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှသာကျွန်တော်အစိုးမြင်စိတ်ရက်စကားကိုနားယောင်ခဲ့မယ်ဆိုရင်ဒီနေ့ဒီနေရာမှာ CEO ကိုတယောက်အဖြစ်ခင်ဗျားတို့ကို စကားပြောခွင့်ရမှာမဟုတ်ဘူးကဲဒါဆိုကောင်းထဲကရန်သူကို အနိုင်ယူပြီးမောင်းအကောင်းလိုတွေးခေါ်နိုင်ဖို့ဘာတွေလုပ်ရမလဲဒါဟာစကလုံးလှလှလေးတွေနဲ့တည်းမပြီးသွားဘူးလေးကျင့်ရမယ်နေ့စဉ်လေးကျင့်ရမယ် mindset အချစ်လက်တက်ချာတွေဆိုတဲ့ဟောနေ့စဉ်လေးကျင့်ရမယ် မိုင်းဆက်အစ်စ်တချာဆိုတဲ့နေစနစ်တကြတည်ဆောက်မှုပဲကျွန်တော်လိုက်နာကျင့်သုံးရမယ်အတိတ်ကဖီလာ၃ခုကိုပေးမယ်နံပါတ်၁ The Resilient Chi ကြံ့ခိုင်မှုတန်ချက်ကအကောင်းမြင်စိတ်ကစိတ်ဖိစီးမှုကိုချော့ချပေးပြီးကြချုံတိုင်းပြန်ထနိုင်တဲ့စွာအားကိုတည်ဆောက်ပေးတယ်ခမားတို့ဟာကြချုံမှုကို ကြောက်နေတော့မှမဟုတ်ပဲကြဆုံးချင်းကိုတင်ကန်းစာအဖြစ်လက်ခံလာနိုင်မယ်ဒါဟာလုပ်ငန်းခွင်မှာရောဘဝမှာပါအရေးအကြီးဆုံးတန်ချက်ကပဲနောက်ပိုင်းနဲ့ the opportunity မကနဲ့အခွင့်အလမ်းဆွဲငယ်အားခမည်းတော်ရဲ့အုံနောက်ကဖစ်တာတခုလိုပဲအစိုးမြင်စိတ်ကစေတနာတွေကိုပဲဖစ်တာလောက်ဖမ်းနေချိန်မှာ အကောင်းမြင်စိတ်ကအခွင့်အလမ်းတွေကိုပဲဆွဲငယ်ဖမ်းယူပေးတယ်မဖြစ်နိုင်ဘူးဆိုတဲ့နေရာမှာဘယ်လိုဖြစ်အောင် လုပ်မလဲဆိုတာကို အလိုလို တွေးလာလိမ့်မယ်နံပါတ်3 the intruder multiply ဩဇာလွှမ်းမိုးမှုတိုးပွားခြင်းလူတွေကခေါင်းဆောင်တယောက်ရဲ့အရေချင်းကို ကြည့်တယ်လို့သူတို့ရဲ့စွမ်းအင် energy ကိုလည်းခံစားကြတယ် ခမားတို့ရဲ့အကောင်းမြင်စိတ်နဲ့ယုံကြည်မှုပြည့်ဝတဲ့စွမ်းအင်ကထူးချွန်တဲ့လောဘောကံပဲ့တွေယင်းဒီမြုပ်နှံသူတွေနဲ့ဖောက်သွယ်တွေကိုပါဆွဲဆောင်လာလိမ့်မယ်ဒီတိလာတွေကိုတိဆဖို့နေ့တိုင်းမှာလောက်ရမှာကညမအိညအိယာမဝင်ခင်အဲ့ဒီနေ့က ကိုအကောင်းဆုံးလုံနိုင်ခဲ့တဲ့အရာတစ်ခုကိုစရေးပါဘယ်လောက်သေးသေးဖြစ်ဖြစ်အရေးမကြီးပါဘူးကြေတနာတစ်ခုကြုံလာတိုင်းအဲ့ဒီကနေငါဘာတင်ကန်းစာယူနိုင်မလဲဆိုတဲ့မေးခွန်းကို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  အရင်ဆုံးမေးပါကိုကိုကိုစိတ်တက်ကြစေတဲ့ social media account တွေကို unfollow လုပ်ပြီး အသိပညာတိုးပွားစေမဲ့ပေါက်ကတ်တွေစာအုပ်တွေကို အစားထိုးပါဒီပေါက်ကတ်ကိုနားထောင်ပြီး အသိပညာတိုးသွားယုံနဲ့တင်မပြေးသေးဘူးတကယ်ကြောင်းလဲမှုကိုလိုချင်ရင်အခုချက်ချင်းလက်တွေ့လှုပ်ဆောင်ရမယ်ဒါကြောင့်ခမားတို့ကိုကျွန်တော်70 challenge တစ်ခုပေးချင်တယ်ဒီနေ့ကစပြီး9ရက်တိတိညတိုင်း9ရက် အောင်မြင်မှုသေးသေးလေးသေးသေးလေးတခုကိုမှတ်စုစာအုပ်ထဲမှာစာရေးပါဒီ challenge ကိုလက်ခံမယ်ဆိုရင်အခုချက်ချင်းဒီ video ရဲ့ comment အောက်မှာ I am in Sobe ရေးလိုက်ပါဒါဟာခင်ဗျားတို့ကိုကိုကိုအားပေးတဲ့ခရီးတခုပဲတယောက်နဲ့တယောက်အားပေးရင်ဒီခရီးကိုအတူတူသွားကြမယ် နောက်ရက်မှာအာယုံပြန့်လွင့်စရာတွေများတဲ့ဒီနေ့ခေတ်မှာကိုယ့်ရဲ့ focus ကိုဘယ်လိုထိန်းချုပ်တည်ဆောက်မလဲဆိုတဲ့အကြောင်းဆွေးနွေးသွားမှာမို့ subscribe လုပ်ပြီးအားပေးဖို့မမေ့ပါနဲ့ကျွန်တော်က the effect looping က cost အတန်ချပါလေတတိယပါခမားတို့ဟာလုပ်ငန်းတစ်ခုကိုတည်ထောင်နေတာမဟုတ်ဘူးကိုကိုကို အရင်ဆုံးတိဆောက်နေတာဖြစ်တယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေနောက်ရက်မှာကျွန်တော်တို့ပြန်ဆောင်ကြပါမယ်ကိုလတ်ပါ